ငါတို့ကတော့မိုက်တယ်ငါတို့တက်မတော်ကသူများတွေတေလူမျိုးပါတိုက်ထားတဲ့နေရာကိုချက်ချင်းပြန်ဆုတ်ခိုင်းရတယ်ဆုတ်သွားတာအဲ့ဒါနိုင်ငံရေးစီရေးနိုင်ငံရေးစီရေးခေါင်းဆောင်ဆိုတာအဲ့ဒါပြောတာနော်မင်းတို့လိုအိုးအပင်မင်းမမဒရုန်းနေအလူတွေတေးအောင်လို့တိုက်ဆရာမလို့ဘူးငါတို့ဘာကကြုတ်ကြီးကတစ်ချက်ပဲတိုက်ထလိုက်တာဟိုးဆိုတာနဲ့ ြောရဲဆိုတာငုံပြီဒီနေ့ April 22ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့တက်တော်88နှစ်မှာပုတ်ရဟမင်းကွယ်လွန်ခဲ့တဲ့အကြောင်း NATO လေပိုင်နက်နာကိုရုရှားလေယာဉ်တွေတပတ်အတွင်းနှစ်ကြိမ်ချင်းကတ်တဲ့ဖြစ်စဉ် USA ရန်ပုံငွေဖြတ်တောက်မှုကြောင့်လူသားချင်းစာနာမှုလုပ်ငန်းတွေကို ထိခိုက်လာကြောင်း WHO ပြောတဲ့သတင်းဆက်ပေးမယ့်သတင်းတွေကတော့ ထိုင်းရဲ့သတိပေးချက်ကိုမျက်ကွယ်ပြုပြီးနေဆက်နောက်မှာစစ်ကောင်စီလေတပ်ဘုံကျဲတဲ့ဖြစ်စဉ်နေပြည်တော်မှာလမ်းပိုက်စစ်ဆေးချိန်ဗိုလ်မှူးကိုဖမ်းမိခဲ့ကြောင်း PLA ပြောတဲ့သတင်းလာရှုမြို့မှာ MNDAA အလံဖြုတ်ချခံရတဲ့အကြောင်းအမေရိကန်ကစစ်ရေးအကူအညီပေးမဲ့တဲ့တင်ကိုအိန္ဒိယအစိုးရမေးမြန်းလာတယ်လို့ CNF ပြောတဲ့တဲ့တင်စတာရီနားဆင်ရမှာပါတရုတ်လန်နဲ့ငါရေထိုးမယ်မင်းတို့ပဲထိုးလိုက်ပါငါတို့ကတော့မိုက်တယ်ငါတို့တက်မလို့อ่ะ သူများတွေတေလူမျိုးပါတိုက်ထားတဲ့နေရာကိုချက်ချင်းပြန်စုပ်ခိုင်းရတယ်စုပ်သွားတာအဲ့ဒါနိုင်ငံရေးစီရေးနိုင်ငံရေးစီရေးခေါင်းဆောင်ဆိုတာအဲ့ဒါပြောတာနော်မင်းတို့လိုအိုးအပင်ပင်မမဒရုန်းတွေအလူတွေတေအောင်လို့တိုက်စရာမလိုဘူးငါတို့ဘာကကြုံကြီးကတစ်ချက်ပဲတိုက်ထလိုက်တာဟိုးဆိုတာနဲ့ပြည့်ဆိုတာနဲ့ကုန်ပြီ ။နောက်ကျွန်တော်ပါလေးစေးပါကျွန်တော်ယူမှာတော့သတင်းတင်ပြပါမယ်ဒါကျွန်တော်ကအတုံးဆုံးပြောရတာဆိုတော့သိရမလား။နော်။ပြေးမင်းတို့ပြေး။အာမေတပ်တော်ကကိုယ်ဦးစီးကျောကတရုတ်ကိုမင်းရလဲစောက်ကောင်းနေတော့မထဲဘူး။သူအုံတော့နေအောင်မထဲဘူး။နော်။အော်တော့တော့မတည်ဘူးလွတ်ချင်တာလွတ်ဆိုပြီးလွတ်ထားပေးတာဘယ်တော့ဒီတက်နိုင်မလဲတိုက်တိုက်နိုင်မလဲဆိုပြီးတော့လွတ်ထားပေးတာ နောက်ဆုံးတော့လဲကွာရွှေဘာရွှေဘာပါပဲနော်ရွှေဘာတဲ့ကြော့ကော့ပြီးတော့မှစင်နဂေါဟိုတယ်မှာအာဌာနဆိုင်ရာ၅ဘွဲလောက်နဲ့အိပ်ပြီးတော့မှမင်းတို့အခြေအနေမင်းတို့ထွက်ဆိုထွက်သွားဆိုသွားနော်အဲအဲ့လိုမျိုးကိုเจ้าကိုဒီပေါ့ကွာနော်ကိုเจ้าကိုဒီပေါ့နော်အဲ့တော့တော့ကွာစစ်တိုက်တာပဲသူမသူအလန်ဗျူဒေါင်းလာတော့မဒေါင်းလာတော့ကတော့စစ်သားတယောက်ရဲ့ဟိုအနေဒါပေါ့ဒါတော့သူကိစ္စပါပေါ့ နော်တရုတ်လန်မိဖမဒိုးတာတယ်ငါဒိုးတာတယ်ငါပြင်ကြည့်ချင်လားငါပထွေးအိုင်စီစီရကုန်မယ်ငါတို့ဘာကလို့ကြည့်ခေါ်ကြည့်ပါလားငါကိုယ်တိုင်တိုက်ပွဲဝင်ပလိုက်မှာပေါ့ဟောတရားနော်မင်းတို့ကောင်းနေလောင်နေတာမင်းတို့လောင်နေမင်းတို့သေတော့မှာမိုးကုတ်ကော DNA တွေရောနော်မင်းတို့အမဟွာရောအကုန်သေမှာမင်းတို့ခု PDF တွေကိုလိုက်တက်နေတာ MNDA က နော်ဖမ်းနေဖမ်းတာနော် PDF တော့မတင်ခံအကွမ်းလုံးမှာတိန်စင်းတိန်တန်းနဲ့ဖမ်းနေတာနော် PDF ဖမ်းတဲ့တွေ့ရတယ်ပြစ်တပ်လိုက်တာဒိလာအဲ့တော့ PDF တွေသတိထားနော်မြုံကြည့်လိုက်နော်မြုံကြည့်လိုက်နော်လှုပ်လိုက်မင်းတို့ KNU တွေ KIA တွေဗါလဲ MNDA တွေ အေအေဒီအန်အန်လေးတွေစီရီယက်တွေခရားတွေမင်းတို့မျိုးကြီးတွေကိုသိမ်းနိုင်ပြီလားမသိလို့မေးကြည့်တာပါမင်းတို့ဘယ်မျိုးသိမ်းနိုင်လဲမင်းတို့စောက်စုံစောက်ပြားရွာတွေအင်းတို့သိမ်းလိုက်တယ်လို့အခုမင်းတို့တည်တဲ့ရာမခါတော်ကမင်းတို့ခုလှစ်ပြီမလားမင်းတို့အေအေထုံးမြတ်နိုင်အကြောင်းမှဦးမင်းအောင်လိုင်းကလှုပ်တော့မှာနော်

တမန်သားတွေဘာလုပ်လဲဘာဖြစ်လဲသူသိတယ်အတူနိုင်ငံရေးစစ်ပွဲရသူဘလို့ဒင်းကျောင်းအောင်လဲသူသိတယ်လာချိုးရရင်အော်တိုပြုတ်အော်တိုတီဘောကြောင်မဲနောင်ချိုးအော်တိုလေးအော်တိုလေးအော်တိုလေးအဲ့ဒီဒီအန်အန်နေတွေအဲ့ကောင်တွေရေမချိုးတဲ့ကောင်တွေလေး PDF တွေကနေနေရာမရှိတော့ဘူးเยကျွန်တော်တို့ကပဲသွားရမှာတော့ကျွန်တော်တို့ကသမားတို့အာကိုပြီးတော့မှတော်လည်တော့ကျွန်တော်တို့အခုတော့ပဲသွားမယ်အဲ့လိုပြ နော်ပီတီရဲ့ဘက်နဲ့ဆိုရမန်ဒီရဲ့ပြစ်ဒဏ်နေတာကိုကန်နော်တတိတာနော်ကျွန်တော်တို့ဟာခင်ဗျားတို့လည်းလည်းကနေအားပေါ်ပြီးတော့စီဆိုရအောင်တော်လာတာခင်ဗျားတို့အခုပဲမှားလို့လစ်ပြီလေလစ်ပြီလေအမလိုလိုမရတော့ဘူးဓမ္မပီဒီရက်က နော်အဗမာပြည်ကတော့တီးတဲ့ကောင်တွေအတီးတဲ့ပြေးတာပြေးတော့ခုအဲကွမ်လုံမှာတိန်စင်းတိန်နဲ့စစ်နေတာနော်ဘာကျွန်တော်တို့ PDF တွေဘယ်လိုလုပ်အောင်မှခင်ဗျားတို့အားကိုးခဲ့ဟာနမူးရဲ့ငါးပါးငါးဆောက်ပစံငါသွားတာမင်းတို့ဆောက်လို့မဟုတ်ဘူးလေ ငါဘက်ကတရားပြောတာမဟုတ်မင်းသွားမေးလိုက်ကွန်ယုံကွန်လုံးမှာကွန်လုံးကွန်လုံးမှာသွားမေးလိုက်နော်နော်အဲ့လိုလွယ်သလားလေခုမင်းတို့ကိုးကန့်လန်ဖြုတ်သွားပြီလေလာချိုးမျိုးလေကောင်မှာမြန်မာနိုင်ငံလန်အေဒီတရားမှာလေမြန်မာနိုင်ငံလန်ပဲနော် ဒီနေ့ဧပြီ21ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့တက်တော်88နှစ်မှာပုတ်ရဟမင်းကွယ်လွန်ခဲ့တဲ့အကြောင်း NATO လေပိုင်နက်နာကိုရုရှားလေယာဉ်တွေတစ်ပတ်အတွင်းနှစ်ကြိမ်ချင်းကပ်တဲ့ဖြစ်စဉ် USA ရန်ပုံငွေဖြတ်တောက်မှုကြောင့်လူသားချင်းစာနာမှု လုပ်ငန်းတွေကိုထိခိုက်လာကြောင်း WHO ပြောတဲ့သတင်းစတာတွေနားဆင်ရမှာပါပုပ်ယဟန်မင်းကြီး Francis ဟာတက်တော်88နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။ Vatican နန်းတော်က ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်ချုပ်ကြီးဟာဧပြီ22ရက်နေ့ကအနိစ္စရောက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ပုပ်ယဟန်မင်းကြီးဟာပြင်းထန်တဲ့အဆုတ်နမိုနီးယားဝေဒနာကြောင့်ရောမမြို့ရဲ့ဂီမယ်လီဆေးရုံမှာ38ရက်ကြာတက်ရောက်ခဲ့ရပါတယ်။အဲ့ဒီနောက်ပြန်လည်တက်တာလာပြီးမတ်လ23ရက်နေ့ကမှဆေးရုံဆင်းလာခဲ့တာပါပြီးတော့အစ္စတာနေ့အထိမ်းအမှတ်ဖြစ်ဧပြီ20ရက်နေ့ကသူ့ကိုလာရောက်ဝတ်ပြုသူတွေကိုပုပ်ယဟန်မင်းကြီးကတွေ့ဆုံခဲ့ပါသေးတယ် နောက်တစ်နေ့မှာတော့ပုတ်ကွဲလွန်ကြောင်းသတင်းကိုဗာတီကန်ကထုတ်ပြန်ခဲ့တာပါ2013ခုနှစ်မှာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထုအခေါင်းပုဂ္ဂိုလ်နေရာကိုဆက်ခံခွင့်ရခဲ့ပြီးတမိုင်းတလျှောက်မှာလက်တင်အမေရိကဒေသတွေနိုင်ငံတခုရဲ့ပထမဆုံးပုပ်ယဟန်မင်းအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာ2010ခုနှစ်တုန်းကမြန်မာနိုင်ငံခရီးစဉ်ကိုလည်းလာရောက်ခဲ့မှုပါတယ်။ပုပ်ဟာစိန့်ပီတာဝတ်ကျောင်းတော်နာမှာရှိတဲ့ပုပ်ယဟန်မင်းကြီးအိမ်တော်မှာပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒလိထုံတန်းတွေအရာပုတ်ရဟမင်းတပါကွယ်လွန်ပြီးတဲ့နောက်ကိုရက်ကြာဝန်내ခြေကွဲမှုကာလကိုတတ်မှတ်သွားမှာပါဇာပနအခမ်းအနားကိုအစဉ်အလာတွေအရာ၄ရက်ကနေ၆ရက်အတွင်းကျင်းပပွဲရှိပြီးရုပ်ကလပ်ကိုတော့ရောမမြို့ရဲ့စန်တာမာရီယာဝတ်ကျောင်းတော်မှာညောင်နံပွဲရှိပါတယ်ဒါဟာနှစ်ပေါင်း၁၀၀ကျော်ကာလအတွင်းပုတ်ရဟမင်းတပါကိုဗာတီကန်နန်းတော်ပြင်ပမှာပထမဆုံးအချိန်မြေချညောင်နံမှုလေးဖြစ်လာမယ်လို့သိရပါတယ်ရှင် NATO စစ်မဟာမိတ်အဖွဲ့ရဲ့လေပိုင်နက်ကိုရုရှားလေယာဉ်တွေကတပတ်အတွင်းနှစ်ကြိမ်အထိချင်းကပ်ပြန်တန်းခဲ့တာကြောင့်တိုက်လေယာဉ်တွေဆေးလွတ်ပြီးစောင့်ကြည့်ခဲ့ရပါတယ်။ April 20ရက်နေ့ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရပိုလန်နိုင်ငံမဲလ်ဘော့ခ်လေတပ်စခန်းမှာခြေစိုက်ထားတဲ့ဗြိတိန်တော်ဝင်လေတပ် RAF တိုက်လေယာဉ်တွေဟာရုရှားလေယာဉ်တွေကြောင့်နှစ်ကြိမ်တိုင်အေးပေါ်ပြန်တက်ခဲ့ရတယ်လို့ဖော်ပြပါတယ်။ပထမတစ်ကြိမ်က April 15ရက်နေ့မှာဖြစ်ပြီး ရုရှားစစ်တပ်ရဲ့ IL-20M အမျိုးအစားထောက်လှမ်းရေးလေယာဉ်တစ်စီးကပိုလန်လေပိုင်နက်နာ ရောက်ရှိလာတာကြောင့် RAF ရဲ့ Typhoon တိုက်လေယာဉ်နှစ်စီးကတွားရောက်စောင့်ကြည့်ခဲ့ရတာပါ။ April 18ရက်နေ့မှာလေ NATO လေပိုင်နက်နာကိုအမျိုးအမည်မသိရုရှားလေယာဉ်တစ်စီးချဉ်ကပ်ခဲ့တဲ့အတွက် Typhoon နှစ်စီးအလားတူပြန်တက်ခဲ့ရပြန်ပါတယ်။ပိုလန်ဟာ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးပိုလန်လေပိုင်နက်ကို NATO လေပိုင်နက်ရဲ့အစိတ်အပိုင်းဖြစ်သတ်မှတ်ထားတာပါ။ နေတိုးရဲ့အရှိဖြောင်းဧရိယာတွေကိုကာကွယ်ဖို့ဗြိတိန်နဲ့ဆွီဒင်တို့ပူးပေါင်းပြီးတိုက်လေယာဉ်တွေဖြန့်ကျက်ထားတဲ့ Operation Chessman အစပြုပြီးသတင်းပတ်တချို့ကြောင့်မှ RAF ဟာအခုလိုအကဲဆတ်မှုတွေကိုပထမဆုံးအကြိမ်ကင်တွေဖြည့်ရှင်းနေရတာဖြစ်ပါတယ်။ NATO လေပိုင်နဲ့ကာကွယ်စောင့်ရှောက်ရေးရည်ရွယ်ချက်အတွက်ဗြိတိန်ဟာ Typhoon တိုက်လေယာဉ်6စီးနဲ့လေတပ်အဖွဲ့သား200နီးပါးကိုပိုလန်မှာဖြန့်ကျက်ထားပါတယ်။ဗြိတိန်ကာကွယ်ရေးဝန်ကြီးက နေတိုးနိုင်ငံတွေရဲ့ယူကရိန်းအတွက်စုပေါင်းကူညီရေးအစီအဝေးတရက်ကိုတက်ရောက်ခဲ့ပြီးရပ်ပိုင်းကြမှာပဲအခုလိုရုရှားလေယာဉ်တွေချင်းကပ်ပြန်တန်းတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါရဲ့ရှင်။ American နိုင်ငံတကာဖွံ့ဖြိုးရေး agency USA ရဲ့ရန်ပုံငွေတွေဖြတ်တောက်လျှော့ချခံရမှုဟာကမ္ဘာအနှံ့မှာလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အကျပ်အတဲတွေကြုံတွေ့လာစေကြောင်းကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီး WHO က ပြောကြားခဲ့ပါတယ်။ American မှာ Trump သမ္မတဖြစ်လာတဲ့နောက် USA အတွက်ရန်ပုံငွေထောက်ပံ့မှုတွေကိုပမာဏအလုံးအရင်ဖြတ်တောက်ခဲ့သလို agency တစ်ခုလုံးဖြတ်သိမ်းဖို့အထိစီစဉ်လာခဲ့ပါတယ်။နောက်ပြီး WHO ကနေ American နှုတ်ထွက်ဖို့လည်းလှုံ့ဆော်သွားမယ်လို့ Trump ကကြေညာခဲ့တာပါ။ပုံမှန်ဆိုရင် American ဟာကုလသမဂ္ဂလက်အောက်ခံအကြီးဆုံးကျန်းမာရေး agency ဖြစ်တဲ့ WHO အတွက်နှစ်စဉ်ထောက်ပံ့ကူညီငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်ပြီး အများစုကို USA ကနေတဆင်လွှဲပေးလေးရှိပါတယ်။2024လအတွက် American ကကတိပြုထားတဲ့လှူဒန်းမှုတွေကိုအခုထိ WHOC မပေးအပ်သေးပဲ2025ခုနှစ်မှာရောဆက်ပြီးကူညီပံ့ပိုးမလားဆိုတာကိုလည်းမသိရသေးပါဘူး။ WHO ဟာရန်ပုံငွေအကျပ်တဲတွေနဲ့ရုန်းကန်နေရပြီးအသုံးစရိတ်ကို9ပုံ2ပုံအထိ short ချရဖို့ရှိနေပါတယ်။အကျိုးဆက်အဖြစ် WHO ဟာဝန်ထမ်းအများအပြားကိုအလုပ်ရပ်နာရဖို့ရှိနေတယ်လို့ နိုင်ငံတချို့ကမစ်ရှင်တွေကိုပါအနာပေးရမယ်သဘောဖြစ်နေပါတယ်။ပြီးတော့ WHO အဖွဲ့ဝင်အဖြစ်ကနေအမေရိကန်နှုတ်ထွက်ခြင်းဟာကမ္ဘာလူသားချင်းစာနာမှုအစီအမံတွေနဲ့ပတ်သက်ရင်ပိုပြီးထိခိုက်နစ်နာမှုတွေကြုံလာစေနိုင်တယ်လို့ WHO ရဲ့မြေထဲပင်လယ်ရှေ့ပိုင်းဆောင်ဒါရိုက်တာကသတိပေးပါတယ်။အမေရိကန်သာနှုတ်ထွက်သွားရင် WHO နဲ့ အမေရိကန်အခြေစိုက်ကမ္ဘာထိပ်တန်အဆင့်သုရေသနဌာနတွေတက္ကသိုလ်တွေကျန်းမာရေးဌာနတွေကြားနှစ်ပေါင်းများစွာတိစောက်ယူထားတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေကိုဖျက်တောက်လိုက်သလိုဖြစ်သွားမယ်လို့သူကပြောပါတယ်။ဒီအခါကိုဗစ်ကပ်ရောဂါတုံးကလို့ကမ္ဘာကျန်းမာရေးဆိုင်ရာရေးပေါ်အခြေအနေတစ်ခုပေါ်ပေါက်လာရင်အရေးကြီးတဲ့သုရေသနအချက်အလက်တွေထိထိရောက်ရောက်ဝေးမျှနိုင်ဖို့ကိုအကြီးအကျယ်အဟန့်အတားဖြစ်စေမယ်လို့သူကထောက်ပြခဲ့တာပါ။ဗိုင်းရပ်စ်တွေနဲ့ဘက်တီးရီးယားတွေဆိုတာက နိုင်ငံတွေရဲ့နယ်နိမိတ်တွေ၊နေကြာမြင်တွေကိုဘာမှနားလည်နေမှာမဟုတ်ဘူးလို့သူက ပြောကြားသွားပါတယ်ရှင်။ People's Free ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရပ်တွေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းရဲ့သတိပေးချက်ကိုမျက်ကွယ်ပြုပြီးနေဆက်နောက်မှာစစ်ကောင်စီလေတပ်ဘုံကျဲတဲ့ဖြစ်စဉ်နေပြည်တော်မှာလမ်းပိုက်စစ်ဆေးချိန်ဗိုလ်မှူးကိုဖမ်းမိခဲ့ကြောင်း PLA ပြောတဲ့သတင်း။လာရှုမြို့မှာ MNDAA အလံဖြုတ်ချခံရတဲ့အကြောင်း အမေရိကန်ကစစ်ရေးအကူအညီပေးမဲ့တဲ့တင်ကိုအိန္ဒိယအစိုးရမင်းမြန်လာတယ်လို့ CNF ပြောတဲ့တဲ့စတာရီနားဆင်ရမှာပါထိုင်းမြန်မာနယ်စပ်နားမှာဘုံကျဲတက်ခိုက်တာမျိုးမလုပ်ဖို့ထိုင်းဘက်ကသတိပေးတာကိုမျက်ကွယ်ပြုပြီးစစ်ကောင်စီလေတပ်ဘုံကျဲခဲ့ကြောင်းထိုင်းသတင်းဌာနခေါဆွတ်ကဖော်ပြခဲ့ပါရယ်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နယ်စပ်နားမှာဧပြီ21ရက်နေ့လယ်ပိုင်းက ကန်ချနာပူရီခရိုင်ဗန်ဖူနမ်ရွန်နယ်ဇက်ကိအင်းဤကိုစစ်ကောင်စီလေးတက်လေးချောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်စီရဲ့လေးချောင်းစစ်စင်ရေးတွေဟာထိုင်းလေပိုင်နက်တဲကိုပါဝင်ရောက်ခဲ့တယ်ဆိုတာကိုထိုင်းဘက်ကမှတ်တမ်းရရှိထားတယ်လို့လည်းဖော်ပြပါရယ်စစ်ကောင်စီရဲ့လေတပ်ဟာထိုင်းနယ်စပ်နဲ့ထိစပ်တဲ့တနင်္သာရီတိုင်းတဲက KNLA ပြစ်မှတ်တွေကိုဘုံ၁၀လုံးလောက်ကျေချခဲ့တယ်လို့လဲခေါက်ဆုတ်သတင်းဌာနကဆိုပါတယ် တနင်္သာရီတိုင်းထဲမှာ KNLA တပ်မဟာလေးနေမြေကစစ်ကောင်စီရဲ့ထိထားပြွာစခန်းတပတ်ကြာထိုးဆစ်ဆင်ပြီးတဲ့နောက် April 19ရက်နေ့ကအပိသက်သိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစခန်းသိမ့်တပ်ပွဲတွင် KNLA ဟာလက်နက်ခရမ်းတွေနဲ့စစ်အသုံးဆောင်ပစ္စည်းအများပြောက်လဲသိမ်းယူနိုင်ခဲ့ပါတယ်။ထီခီနယ်ဇက်ကုံတော်ရေးစခန်းကိုနေမြေစိုးမှုနိုင်ဖို့စစ်ရေးအရာရေးပါတဲ့ဒီတပ်ပွဲတွင်စစ်ကောင်စီရဲ့ဗျူဟာမှုအပါအဝင်စစ်သားအများပြားတိုက်ဆုံးခဲ့ပြီး စစ်သားတချို့ထိုင်းဘက်ကိုထွက်ပြေးခဲ့ရပါတယ်။ဒါဟာ KNLA တပ်မဟာလေးနေမြေထဲမှာဗျူဟာအဆင့်စခန်းတစ်ခုကိုပထမဆုံးအကြိမ်သိမ်းယူနိုင်ခြင်းလည်းဖြစ်ပါတယ်။ထီးထဗျူဟာသိမ်းပြီးနောက်နေဆက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ စစ်တပ်ရဲ့နေဆက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုမသိရပေမဲ့စစ်ကောင်စီရဟတ်ရင်တစည်းပြန်တန်းနေတဲ့ဓပုံကိုခေါဆွတ်ကဖော်ပြထားပါရယ်အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ထိုင်းလေပိုင်နက်ကိုကာကွယ်ဖို့အတွက်လေရင်ပြည့်အမြောက်တွေကိုနေဆက်စီရွှေ့ပြောင်းနေရာချနေတယ်လို့သိရပါရယ်ရှင်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဥတ္တရသီရိမြို့နယ်တနေရာမှာ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်းစစ်ကောင်စီတပ်အမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ73ရဲ့ဗိုလ်မှူးအပါဝင်3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဒီနေ့ထုတ်ပြန်ပါတယ်။ April 19ရက်က3နာရီကျော်ကြာလမ်းပိုင်းထိန်းချုပ်စစ်ဆေးရမှာကပါစာ73ရဲ့ဗိုလ်မှူးနဲ့အဖွဲ့ကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။သုံးယောက်ဖမ်းဆီးရမိတာဟုတ်တယ်။ဘုံမူးရဲ့တက်ချက်ရဲ့ဒူးတက်ချက်ရဲ့ရှောင်းတခင်လမ်းပိုင်းစစ်စေးတာမှာဖမ်းမိခဲ့တာပါလို့ PLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဘုံမူဖြုံးမင်းကျော်တက်ကြက်အောင်စော်နိုင်နဲ့ရဲဒူတက်ကြက်ထွန်းပြေဆောင်တို့ကိုဖမ်းမိခဲ့တာလို့သိရတာပါစစ်တုံးပန်းဖြဲဖမ်းမိပြီးပြန်လဲဆုတ်ခွာချိန်မှာစစ်ကောင်စီတပ်ကလိုက်လံတက်ခိုက်ခဲ့တာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပြီးဖမ်းမိထားသူ၃ဦးစလုံးသေဆုံးခဲ့ရတယ်လို့ PLA ကထုတ်ပြန်ပါတယ်စစ်ကောင်စီဘက်ကတော့ကပါစာဘုံမှုနဲ့အဖွဲဖန်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူးရှင်။တရုတ်အကူအညီနဲ့လာရှုမြို့ရဲစစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လာရှုမြို့တော်ခမ်းမရှိမှာလွှင့်ထူထားတဲ့ MNDAA နဲ့ကိုကံအထူးဒေတာတဲ့အလံတို့ကိုပြန်လည်ဖြုတ်ချလိုက်ပြီလို့ဒေတာခံတွေကပြောပါတယ် MNDAA အလံရောအထူးဒေတာတဲ့အလံရောဒီမနက်မတွေ့တော့ဘူးလို့ဒေတာခံတူကပြောတာပါအစောပိုင်းကအဲ့ဒီနေရာမှာ MNDAA တပ်ဖွဲ့အလံအထူးဒေတာတဲ့အလံနဲ့မြန်မာနိုင်ငံအလံတို့ကိုလွှင့်ထူထားပါတယ်အဲ့ဒီအလံတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကမင်းညပိုင်းမှာလိုက်ဖြုတ်ခဲ့တာလို့သိရပါတယ်ဖြုတ်ချနေချိန်မှာလာရှုမြို့အနီး ပောက်ကွဲသံ၅ချက်ထပ်မနေထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တင့်ရှိကျွင်းဟာလာရှုမြို့ကိုရောက်နေပြီးဒီနေ့မနက်ပိုင်းမှာ MNDAA တရုတ်နယ်စစ်ကောင်စီ၃ပွင့်ဆိုင်ဆွေးနွေးနေတယ်လို့သိရပါတယ်ဆွေးနွေးပွဲမှာတက်ရှိကျွင်းစစ်ကောင်စီအမတ်တဲစစ်စင်ရဲ့အထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA အထွေထွေအတွင်ရင်မှစစ်ဦးစီးချုပ်တို့ပါဝင်ကြောင်းသတင်းရှင်းပြတဲ့အူကပြောပါတယ် အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှုမြုပ်ကို MNDAA က2024ဩဂတ်လဆန်းမှာတင်ပိုက်ခဲ့ပြီးအထူးဒေတာတင်အဖြစ်အုပ်ချုပ်ရေးရန်တရာအသက်သွင်းနေကြတာပါ။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဒရက်ဆက်ဖိအားကြောင့်လာရှုမြုပ်ကိုထိန်းချုပ်ပြီး6လနီးပါးအကြာ April ဒုတိယပတ်မှာတော့ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါရဲ့ရှင်။ American နိုင်ငံဟာ Bangladesh ကတဆင့်ချင်းမျိုးသားတအူ CNF အပါအဝင် မြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တချို့ကိုစစ်ဘက်ဆိုင်ရာအကူအညီတွေပေးအပ်ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုအိန္ဒိယအခြေစိုက်သတင်းဌာနတခုကဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယအစိုးရကပါမေးမြန်းစုံစမ်းလာတယ်လို့ချင်းမျိုးသားတက်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတန်နီကပြောပါတယ်။ဒီနေ့ကျင်းပတဲ့ CNF CNA CDF KKG တို့ရဲ့ကလေးဒေသဆစ်စင်ရေးနဲ့ပတ်သက်လို့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ CNF ပြောရေးဆိုခွင့်ရှိသူကပြောတာပါ။ အိန္ဒိယအစိုးရကတောင်မေးလာတဲ့အနေအထားတွေရှိတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကကျွန်တော်တို့ CNF အနေနဲ့ဓာတ်ရိုက်မပတ်သက်တော့အဓိကတော့သတင်းမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ American နဲ့ Bangladesh နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်လို့ Slide ထဏီကဆိုပါတယ်။အိန္ဒိယအခြေစိုက် North East News သတင်းဌာနက ဧပြီ15ရက်နေ့မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့လျှို့ဝှက်စစ်ဆင်ရေးတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ဦးဆောင်မယ်ဆိုတဲ့စောင်းပါတပုတ်ရေးသားဖော်ပြခဲ့တာပါအဲ့ဒီစောင်းပါတွေမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အ ਨੇ ဆုံးတပ်ရင်း3ရင်းကအရခတတ်တော် AA ချင်းမြူသားတက်ဦး CNF အပါဝင်ညွန့်ပေါင်းတပ်ဖွဲ့တွေကိုအထောက်အပံ့တွေတခြားနည်းပြူဟာဆိုင်ရာအထောက်အပံ့တွေကိုပေးအပ်သွားမယ်လို့ဖော်ပြပါရတယ် အဲ့ဒီစစ်ရေးဆိုင်ရာအကူအညီတွေဟာရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ကိုကျော်လွန်ပြီးစစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ဖို့အမေရိကန်ရဲ့ပို့မှုခြေပြန့်တဲ့အစိတ်အပိုင်းအဖြစ်ဖော်ဆောင်မယ်လို့ North East News ကဆိုပါတယ်။အဲ့ဒီသတင်းဆောင်ပါနဲ့ပတ်သက်လို့ဖြစ်နိုင်တယ်လို့ပြောလို့မရသလိုမဖြစ်နိုင်ဘူးလို့လည်းအတက်မပြောနိုင်ကြောင်း CNF ပြောရေးစုခွင့်ရှိသူကဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောတာပါ။ကျွန်တော်အထက်လူကြီးတွေကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာတွေကျွန်တော်ကိုအကြောင်းကြားတာတွေအဲ့ဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ခက်နေတဲ့အနေအထားမှာရှိတယ်။အဲ့ဒီလောက်ပဲဖြေချင်ပါတယ်လို့ slide ထက်နီကဆက်ပြောပါတယ်။အိန္ဒိယနိုင်ငံကသတင်းဌာနကြီးတွေကတော့ American ကြောထောက်နောက်ခံပြုတဲ့စစ်စင်ရေးတွေအကြောင်းဖော်ပြထားခြင်းမရှိသေးပါဘူး။ People's Free ရဲ့ညနေခင်းသတင်းတွေကို